Hello အားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မနက်ခင်းပိုင်းမှာဆိုလို့ရှိရင်တော့ Tyson ကစားမပြတဲ့ Benjamin Shesko တို့ Zixi တို့နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအပြင်တခြားအကြောင်းအရာတွေလို့ကိုလည်းကျွန်တော်သာဆွေးနွေးသွားကြပါမယ်အားလုံးပဲမိင်္ဂလာပါဆိုတော့ကျွန်တော်ဒီ United Show မှာတော့မနက်ခင်း live ဒီပါတွေမလုပ်ရတာကြာပြီပေါ့နော်ကျွန်တော် live ဒီပါတွေမလုပ်ဖယ်နေဗီဒီယိုဒီလောက်ပဲကျွန်တော်တင်ထားတာဆိုတော့တော့တဲ့ကျွန်တော်သာ international break ဒီပါတွေလည်းနားနေတယ်နိုင်ငံပွဲစဉ်တွေပတ်လည်းပြန်ရောက်တဲ့ချိန်ဆိုတော့ကျွန်တော်သာ like လေးကျွန်တော်သွားကြည့်တာပေါ့လေ မင်္ဂလာပါမင်္ဂလာပါဆိုတော့ကျွန်တော်တို့ injury ပြဿနာတွေနဲ့ပတ်သက်လို့ကိုအသင်းရဲ့ဘက်ကအမှန်ကန်ပြန်ပြီးတော့ဗောနော်ကျွန်တော်တို့ဒါကောင်းမှုကျိုးပန်းနေတဲ့အချိန်တပတ်ကိုတစ်ခါလောက်ပဲကျွန်တော်တို့ကန်နေရတဲ့အခြေအနေမှာတော့မှဒဏ်ရာပြဿနာတွေကမကင်းနိုင်ဘူးကျွန်တော်တို့ဖြစ်နေတယ်နော်ဒဏ်ရာပြဿနာတွေမကင်းနိုင်ဘူးကျွန်တော်တို့ဖြစ်နေတယ်ဆိုတော့ဒီဒဏ်ရာတွေနဲ့ပတ်သက်လို့လည်းကျွန်တော်တို့ zigzero ပါတော့နော်အခြေအနေတွေဘယ်လိုဖြစ်လာမလဲနော်အထူးသဖြင့်ဒဏ်ရာရထားတဲ့ပင်မင်းရှက်ကူပေါ်မူတည်ပြီးတော့ zigzero ရဲ့အနာဂတ်တွေဘယ်လိုဖြစ်လာမလဲပေါ့ ဒါရင်းနဲ့ပတ်သက်လို့ကျွန်တော်တို့ဆွေးနွေးကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါဆိုတော့ပထမဆုံးအနေနဲ့ကတော့ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီဟို report တွေတော်တော်များများကတော့ဘောနော်ပြောလာတဲ့တင်းကဘင်ဂျမင်အတိုက်စစ်ကစားမှာဖြစ်တဲ့ဘင်ဂျမင်ရှေ့ကူကဒန်ယာပြေတနာကြောင့်နိုင်ငံလက်ရွေးစင်ကနေပြီးတော့နှုတ်ထွက်ခဲ့ပြီးဖြစ်တယ်ဘောနော်ဒန်ယာကိုကာရင်တန်မှာပဲကူတပြီးတော့ဆစ်ဆေးမှာဖြစ်တယ်လောလောဆယ်ဆစ်ဆေးမှုတွေအရဆိုလို့ရှိရင်တော့ရှေ့ကူရဲ့ဒန်ယာဟာစိုးရင်စရာဒန်ယာအကြီးစား မဟုတ်ဘူးဆိုပြီးတော့ကျွန်တော်သိရတယ်ပေါ့နော်ဒါကဘင်ဂျမင်ရှက်ချ်ကူနဲ့ပတ်သက်လို့ပေါ့နောက်ထပ်နောက်ခံကစားမဖြစ်တဲ့လစ်ဆန်ဒိုမာရီနက်စ်ကတော့အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ပူးပေါင်းပြီးတော့လေ့ကျင့်ခန်းစင်းမှာဖြစ်တဲ့အာဂျင်တီးနားရဲ့ပွဲစဉ်တွေကိုတော့ဝင်ပြီးတော့ကစားမှာမဟုတ်ဘူးတီးတဲ့လေ့ကျင့်ရုံပဲပေါ့နော်အသင်းနဲ့အတူတူ United ရဲ့ performance team ကလည်းဝန်ငန်းဝန်ထမ်းတယောက်ကလိုက်သွားပြီးတော့လစ်ဆန်ဒိုမာရီနက်စ်ရဲ့အခြေအနေတွေကိုဒါအနီးကပ်စောင့်ကြည့်မှာဖြစ်တယ်ပေါ့ဗျာဆိုတော့ဒါကကစားမှာဒီ injury ပြဿနာကြုံနေရတဲ့ player နှစ်ယောက်ပေါ့ လေချာကတော့လက်ရှိတက်လာတဲ့ဓာတ်ပုံတွေရဆိုလို့ရှိရင်ကို သူကအာဂျင်တီးနားလက်ရွေးစင်အတင်းတွေက train နေပြီဗျเนาะလေချင်ငယ်နေပါတယ်ဆင်းနေပြီဆိုတော့အတင်းကိုအဲဘယ်လိုလဲသူတို့အာဂျင်တီးနားရဲ့ပွဲစဉ်တွေကိုတော့သူလုံးဝဝင်ကစားမှာမဟုတ်ဘူးဗောနော်ကျတို့ international break ပြီးတဲ့အခါကိုအတင်းရဲ့ပွဲစဉ်တွေကို ဝင်ကစားနိုင်မလားတော့စောင့်ကြည့်ရမှာဗောလေဖြည်းဖြည်းချင်းတော့ဝင်ကစားနိုင်မှာပါညောအခုလက်ရှိအနေထားကအကုံတောင်လေချင်ငယ်နေပါတယ်ဒီလိုမျိုးဟိုအတင်းလိုက်ပြန်ပြီးတော့ဆင်းနေပြီဆိုတော့ကိုကျွန်တော်ကြည့်ရင် အတော်တော်လေးအဆင်ပြေတဲ့တယ်မှာပါတယ်လို့ကျွန်တော်ပြောရမှာပေါ့နော်ဆိုတော့ဒါကလေချာနဲ့ပတ်သက်လို့ပေါ့ခုနကရှက်ကူနဲ့ပတ်သက်တဲ့တဲ့င်းကအခုချိန်ထိအသင်းရဲ့ဘက်က official ပြောလာတာဘာမှမရှိသေးဘူးအသင်းရဲ့ဘက်ကပေါ့နော်တရားဝင်ဟိုရှက်ကူအနေနဲ့ဘယ်ချိန်ထိနားပါမယ်ဘယ်လိုတန်ရာဖြစ်ပါတယ်ဆိုတာမျိုးကိုပြောလာတာမရှိသေးဘူးသို့တော်လည်းပဲ ရပူရီတော်တော်များများဒါအပြင်လက်ရှိစစ်ဆေးမှုအစပိုင်းတွေအပြီးမှာရှက်ကူရဲ့တန်ဟာရဟာစိတ်ပူစရာမရှိဘူးဆိုပြီးတော့သူတို့ပြောထားတယ်။အဲ့လိုနဲ့တပြိုင်နက်ပဲကျွန်တော်သာဖက်ဗရီဇီယိုရိုမနိုကလည်းလက်ရှိဘောနော်ဒီရှက်ကူရဲ့အနေထားနဲ့ပတ်သက်လို့သူဆက်ပြီးတော့ပြောထားတာရှိတယ်ဘောနော်ရိုမနိုကပြောထားလေးဆိုတော့ ဘင်မင်ရှက်ကူရဲ့တန်ရာအချီနီနဲ့ပတ်သက်လို့မန်ချက်စတာယူနိုက်တက်ရဲ့ဘက်က official statement ထုတ်ပြန်ထားတာမျိုးမရှိသေးပေမဲ့လည်းလို့ပေါ့နော်တန်ရာပြဿနာဟာလုံးဝစိတ်ပူစရာမရှိဘူးကာလရှိတွေဖြစ်တဲ့6လနားမေတို့6လနဲ့အထက်နားမေတို့ဆိုတဲ့ပုံစံမျိုးတွေလုံးဝဟုတ်မနေဘူးပေါ့နော်ဒါကြောင့်ကစားမဖြစ်သူပြန်ပြီးတော့ကောင်းလာဖို့အတွက်ကတော့အတိုင်းအတာတစ်ခုဒီအချိန်ယူရမယ်သူတို့လည်းပဲကာလအကြာကြီးအချိန်ယူရဖို့တော့မရှိဘူးဆိုပြီးတော့ပြောထားတယ်ဆိုတော့ဒါကြောင့်မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေရဲ့ဘက်က ဘင်ဂျမင်ရှက်ကူရဲ့တန်ရာအချီနီကြောင့်ပေါ့နော်ဂျိုဂျူဝါဇစ်ဇီရဲ့ဒီအေဂျင့်ဖြစ်သူနဲ့လည်းကျွန်တော်တို့ကဒါဆွေးနွေးတော့မှာဖြစ်တယ်ပေါ့သူတို့ပြင်ဂျိုဂျူဝါဇစ်ဇီကဇန်နဝါရီပြောင်းရွှေ့မှာအသင်းကနေပြီးတော့အငှားထွက်ကစားဖို့တာဆူနေတဲ့ချိန်ယူနိုက်တက်ရဲ့ဘက်ကလည်းပွဲကစားခွင့်တွေမိနစ်တွေများများမပေးနိုင်တဲ့အချီနီမျိုးမှာဟိုဘယ်လိုရမလဲလက်လွတ်တော့မဲ့ပုံစံမျိုးတွေပါကြုံနေရတာသို့တော်လည်းပဲအခုရှက်ကူတန်ရာရသွားပြီးတိုက်စစ်ကလည်းဇစ်ဇီလောက်ပဲရှိတော့တဲ့အချီနီမျိုးမှာအသင်းဘက်ကပြန်ပြီးတော့ဆွေးနွေးတော့မဲ့သဘောပါနော်အခုလက်ရှိ okay ငါတို့ ဒီ shake ကတော့ block block နဲ့နားရမယ်ပေါ့ကွာเนาะအဲ့ချိန်တော်ဒီမှာငါတို့မင်းကိုလိုအပ်တယ်ပညာပေါ့ဒီညမှာ six ရဲ့ဘက်ကကိုဘလူလာမလဲပေါ့เนาะသူတို့ကလက်ခံပါလားဒါကလည်းကျွန်တော်ရှိသေးတာပေါ့เนาะဆိုတော့ညီကတို့ရောဘလူမင်းညလဲကျွန်တော်ကတော့အမှန်တမ်းပြောရင် six e six e ကပေါ့เนาะ six e ဘက်ကကျွန်တော်တွေးရခက်တယ်ဗျအခုလက်ရှိတင်းကအဲ shake ကိုရဲ့တန်ရကအရင်ပြင်းတာမဟုတ်ဘူးပေါ့เนาะပြင်းတာမဟုတ်ဘူးဆိုပေမဲ့လည်းလို့ဟိုဘလူပြောမလဲ joshua six e ရဲ့ အနေထားကိုကျွန်တော်ကပြန်ဆွေးနွေးဖို့အထိပါ ပြောနေပြီဆိုရင်တလား၂လလောက်ထိမြင်နာမှာလားပေါ့ဒါရှိသေးတာသူတို့ရိုမန်တို့ကတော့ပြောထားတယ်ပေါ့နော်6လတို့6လနဲ့အထက်တူလောက်တော့အရင်ကြာတဲ့အချိန်ဒီမျိုးတွေထိတော့နာမှာတော့မဟုတ်ဘူးပေါ့နော်သို့တော်လည်းပဲဇစ်ဂီရဲ့အနာဂတ်ကိုပြန်လဲဆွေးနွေးမယ်ဆိုကြတဲ့ကဇန်နဝါရီအပြောင်းရွှေ့လောက်ထိကျွန်တော်လက်လွတ်ရမှာလားပေါ့ပြီးတယ်မလားအခုကကဇစ်ဂီကဇန်နဝါရီမှာအငှားထွက်ချင်တာကို ဲ့တော့အခုလက်ရှိမှာကျွန်တော်နိုဝင်ဘာပဲကျွန်တော်လာအစောပိုင်းပဲရှိသေးတာဗျာ international break တွေနှစ်ပတ်နားမယ်ပြီးပြန်လာမယ်ဒီနိုဝင်ဘာတစ်လလုံးဒါဆိုလို့ရှိရင်အဲကျွန်တော်မကစားနိုင်တော့ဘူးလားပေါ့အတင်းဘက်ကသူတို့ရည်ရွယ်ထားတာကပြီးလို့ရှိရင်ကျွန်တော်ဒီဇင်ဘာကာလကောမကစားနိုင်တော့ဘူးလားပေါ့သိတယ်မလားဆိုတော့ဘာလို့လဲဆိုတော့ဟိုကောင်ကထွက်မှတ်ကောင်ကဇန်နဝါရီမှလေအဲ့ဒီနှစ်လအတောအတွင်းမှာတော့မှဒီ schedule ပြင်မကောင်းနိုင်ဘူးလားပေါ့ဒါကကျွန်တော်တို့အတွက်စိတ်ပူစရာပါဘာကြောင့်လဲဆိုတော့လက်ရှိ report တွေရဆိုလို့ရှိရင် international break အတော်တွင်မှာတော့မှကျွန်တော်တို့ကပြန်ပြီးတော့ကောင်းလာနိုင်တယ်လို့သိထားရတာကိုတချို့ဒီဒဏ်ရာပြဿနာတွေနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော် report လုပ်နေတဲ့ဟာတွေရှိတယ်အဲအချီနီကပေါ့နော်သူတို့အနည်းဆုံးအမြင့်အများဆုံးနှစ်ပတ်ပဲပေါ့နော်နှစ်ပတ်အတော်တွင်မှာတော့မှပြန်ကောင်းလာနိုင်တယ်ပေါ့ဆိုတော့ပြန်ကောင်းလာပြီးတော့ဒါ fitness ကြီးပြန်ပြီးတော့ကြံ့ခိုင်ဖို့အတွက်သူထားပါတော့နောက်တဲ့ develop ထပ်ပြီးတော့အချိန်ယူရမယ်ဆိုရင်တော့မှ international break ပြီးမှလွဲရင်တပွဲလောက်ပဲကျွန်တော်လွဲမှာအဲ့တော့အခုကအသင်းဘက်ကနိုဝင်ဘာလကုန်ထိလဲမတည်ကြဘူး ဒီဇင်ဘာလကုန်ထိလည်းမတိကြဘူးဆိုတဲ့ပုံစံဖြစ်နေပြီလားပေါ့နော်အဲ့ကြလို့ရှိရင်ကျွန်တော်ဇန်နဝါရီရောက်မယ်ဇန်နဝါရီမှာ zigzag ရဲ့အနာဂတ်ကိုကျွန်တော်တို့ကအသင်းမှာဆက်ထားဖို့အတွက်ဆွေးနွေးရမယ်ပေါ့ဗျာအဲ့ကြကျွန်တော်တို့စောင့်လို့ကြည့်ရမယ်ကာလအကြာကြီးမဟုတ်ပြီမဲ့လို့ဘလောက်ထိလဲပေါ့ဒါကပရိသတ်တွေကြားထဲမှာစိတ်ပူစရာပါနောက်တစ်ခုက zigzag ဘက်ကပေါ့နော် zigzag ဘက်ကဆိုတာထားပါတော့ဗျာโอเคဟုတ်ပြီမင်းတို့ကတော့ဘင်ဂျမင်ရှက်ကိုတန်ရရနေလို့ငါ့ကိုထားမယ်နော်ထက်ဆက်ထားမယ်ထားပါတော့ဒါဆိုသူပေးချင်းပြန်ကောင်းလာမှာလေ ာဒီဇင်ဘာလလဲလောက်ဆိုကောင်းပြီတော့ okay ဒါဆိုလို့ရှိရင်တော့မှီတာပဲเนาะ9ဇန်နဝါရီပြောင်းရွှေ့ကိုထွက်ချင်တာလေအဲဒါဆိုလို့ရှိရင်လည်းပဲအတင်းဘက်ကယူရှူအာဇီဂစီနဲ့ပတ်သက်လို့ရှိရင်ဆွေးနွေးစရာမလိုဘူးဗျာဟုတ်တယ်မလားဘာလို့လဲဆိုတော့ကျွန်တော်တို့ကသူထွက်မဲ့အချိန်နဲ့မှီတယ်ဟုတ်အဲ့လိုမဟုတ်ဘဲနဲ့ဟုတ်ဟိုရှက်ကူကတော့3လလောက်တော့နားရမယ်ဒီထွက်ဖက်ဖက်လွဲပါသေးဖြစ်ပါသေးနော်ရှက်ကူကတော့3လလောက်တော့နားရမယ်ဇန်နဝါရီပြောင်းရွှေ့တော့ကြော်သွားမှာအဲ့ဒါကြောင့်မလို့ငါတို့ကမင်းကိုဆက်ပြီးတော့ရှိစီနေတာ တော့ဇန်နဝါရီမှာမင်းကလည်းထွက်မယ်ရှက်ကူကလည်းပြင်မကောင်းနိုင်သေးဘူးဆိုလို့ရှိရင်ဒုက္ခရောက်သွားမယ်အချိန်မျိုးပြ။အတင်းဘက်ကဒါတွေကိုရှောင်ကြဉ်လို့အဲ့လိုမျိုးလည်းဖြစ်မှာပဲ။နော်အဲဒါကြောင့်ကျွန်တော်တို့ဒီဂျူဂျူဝါဇီဂီရဲ့အနာဂတ်ကိုဆက်ပြီးတော့ဗောနော်ကျွန်တော်တို့ဒီဆွေးနွေးမယ်ဆိုတဲ့ပုံစံကိုကျွန်တော်ကြည့်ရင်ဘယ်နှလားလောက်မြင်နားမလဲပေါ့။ဒီတယ်မလား။ကာလာရှိကြီးမဟုတ်တော့မှလေ။ဒါကစိတ်ပူစရာပါ။ကျွန်တော်ကတော့ဒီနိုဝင်ဘာလလဲမှာတော့မှပြန်ကောင်းလာမလားဆိုပြီးတော့မျှော်လင့်နေရတာဗောနော်။အတင်းဘက်ကလည်းအခုချိန်ထိဗောနော်ဘာ official statement မှမထုတ်သေးတာကိုကျွန်တော်ကြည့်ရင် နှစ်လသုံးလပြီမြန်ဖြစ်မလားပေါ့နော်အဲ့လိုမျိုးလည်းရှိသေးတာဆိုတော့ဒါကတော့ကျွန်တော်တို့ကစိတ်ပူလို့နော်ကျွန်တော်တို့ဒါလျှောက်တွေးတာမျိုးလည်းဖြစ်ကောင်းဖြစ်မှာပေါ့လေအတင်းဘက်ကအခုချိန်ဒီမှာဘာ statement မှမထုတ်ပြန်သေးတာဗျာနော်စဉ်းစားကြည့်ပါလားနော်ဆိုတော့အဲ့လိုမျိုးဆိုတော့ဘာလို့ဆက်ဖြစ်လာမလဲကျွန်တော်ကြည့်ရမယ်အတင်းဘက်ကတော့ zigzi ရဲ့အနာဂတ်ကိုပြန်ပြီးတော့ဆွနွေးဖို့ရှိတယ်ညီကလေးရောဘယ်လိုမြင်ရလဲကျွန်တော် Joshua zigzi ကိုဆက်ထားတဲ့နေလို့ထင်လားဒါမှမဟုတ်ဇန်နဝါရီပြောင်းရွှေ့မှာ Sheshku လဲ injury ကြုံနေအောင်မယ် zigzi ကလည်းအတင်းကထွက်အောင်မယ်ဆိုလို့ရှိရင် ဇစ်ဇီကိုဆက်မထားဘဲနဲ့နောက်တစ်ယောက်ထပ်ပြီးတော့ခေါ်ဖို့ကြိုးပမ်းသင့်တယ်လို့ထင်ကြလားဆွေးနွေးကြပါဦးဆက်တိုင်းเนาะမင်္ဂလာပါ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 အဲဇစ်ဇီကိုတဲ့မိနစ်အနည်းငယ်တော့ပေးကစားတင်တာလေเนาะသူလည်းပဲသုံးစားမရတာမျိုးမဟုတ်တော့ဗျာတဲ့ထောင်တိုက်စစ်မှာကုညာထက်စားလို့ရှိရင်စစ်စီကိုပို့ပြီးတော့သဘောကျတယ်တဲ့နော်။ကုညာကလူမပေးဘူးဗျာတဲ့။သူလူမပေးတာတချို့အလုံးတွေကအန်ဒီရတော်တော်များတဲ့တဲ့မှာပါတယ်တဲ့နော်။အဲနိပြအမိုရင်ကိုတိုင်ကဘောနော်သဘောမကျတော့လေ ခတ်တာပဲတည်တယ်မလားတကယ်တမ်းဘာလို့လဲဆိုတော့ကျွန်တော်တို့တခြားနေရာတွေလည်းဒီတိုင်းပဲပေါ့နော် MO ရင်းကသူသဘောမကျလို့ဗျာမတုံးတာတွေကျွန်တော်ရှိရာကိုတကယ်တကယ်တမ်းကထားပါတော့ခုတိုက်စစ်ပိုင်းဆိုလို့ရှိရင်မတီးစ်ကုညာကိုထားကစားတယ်နော်ကျွန်တော်ကုညာကုညာကုညာကဟိုစနဖောစစ်စစ်ပုံစံမျိုးကြီးမဟုတ်တဲ့ခါကျတော့ပေါက်ထဲမှာပြိုင်ဘက်ပေါက်ဆင်မှာအများနဲ့မနေနိုင်ဘူးเนาะနောက်ကိုဆင်းပြီးတော့ဘလုံးယူရတယ်လူပေးမယ်လဲလို့ရောတိုက်စစ်မှုကမရှိတော့ဘဲတော့ကိုယ်တိုင်ကန်တဲ့ပုံစံမျိုးကြီးရှိတာပေါ့ကုညာက နည်းနည်းလေးဘယ်လိုပြောမလဲဆိုတော့ကတကူကောင်းစံနေတယ်မှာပါတယ်ပေါ့နော်ဒါကလည်းကျွန်တော်တို့သူ့ကိုဝူပန်တန်ကနေခေါ်ကလေးကဒီပုံစံပဲဟူသူကအသင်းမှာတော့သူပြင်ဖို့တော့လိုတာပေါ့လေဆိုတော့ဟိုဇစ်ဇီကိုနေရာပေးသေးတယ်ဘာညာဆိုတော့မြို့ကလည်းမန်တိုင်းပြောရင်တိုက်နံပါတ်10လို့3ယောက်ကြီးဖြစ်နေမှာသူကစိုးသလားပေါ့နော်အဲ့လိုစိုးသလားပြောအောင်ကလည်းကုညာကိုတိုက်စစ်ထားတော့လေနံပါတ်10က3ယောက်ဖြစ်နေတာပဲဒီနော်အဲ့တော့ zigzio သူကပင်ဂျမင်ရှက်ကူကိုလုံးဝကြော်ပြီးတော့ကိုမတုံးကျင်တဲ့သဘောမျိုးဖြစ်နေတာအဲ့တော့ ရှက်ကူကိုကျွန်တော်အနေနဲ့မသုံးဘူးဆိုတဲ့ပွဲဒီမှာတောင်မှဘရာသာပြောတယ်လို့ပဲကျွန်တော်စီစီကိုနေရာမပေးတာတွေကတော့နည်းနည်းတော့ဒီတမလားစိတ်ပူစရာပေါ့လေစီစီဘက်ကတွေးကြည့်ရင်တကယ်တမ်းကစီစီနေနဲ့ဒီထက်ပူတဲ့ကစားကွင်ကိုသိတယ်မလားနော်ဆိုတော့ကျွန်တော်ဒါကျွန်တော်ရသင့်နေတဲ့မှာပါတယ်ပေါ့နော်ဆိုတော့တကယ်တကယ်အတင်းဘက်ကဘလိုမျိုးဆက်ပြီးတော့ပြင်ဆင်လာမလဲတော့ကြည့်ရမယ်တရားတာတကူကတော့အတင်းအနေနဲ့စီစီကိုလက်ရှိအတင်းမှာဆက်ပြီးတော့ရှိဖို့မရှိဖို့နဲ့ပတ်သက်ပြီးတော့သူ့အေဂျင့်နဲ့ဆွေးနွေးသွားမယ်ဆိုတော့နော်ကျွန်တော်စောင့်ကြည့်အောင်ပါပါမင်္ဂလာပါတယ်နော်โอเคပါမင်္ဂလာပါ အဲကိုဆိုတော့ကုညာကပြရတဲ့လူပေးမစော့တာမကြိုက်ဘူးတဲ့နော်သူစီကပါသွားလို့ရှိရင်ဂူပေးရလိမ့်မယ်တဲ့အထောင်မှာ Sixo Sixo မရှိရင် Sixy ပဲမြင်နေနော်အတိုက်စစ်မှာအတိုက်စစ်မှာဘောလုံးပြက်တာကဂူပေးရလောက်တဲ့အထီတော့အန်ဒီရကအမြင်တဲ့တော့မများပါဘူးမန္တန်ပြောရင်နော်ဘာလို့လဲဆိုတော့တိုက်စစ်မှာကျွန်တော်ကပင်မင်းရှိဘာလဲ Sixo မရှိရင်ကျွန်တော်ကုညာမလားဆိုတော့ဟိုတိုက်စစ်မှာဘောလုံးပြက်တာတွေဘာတွေကဟိုကွင်းလင်လောက်ထိပဲအန်ဒီရများလာပြီးတော့ပြက်သွားတဲ့အလုံးကြီးကမနေဘူးဗောနော်တခါတလေမှပဲ ုဂိုးဘက်ထိကျွန်တော်ရောက်လာတာဒါပေမဲ့မှန်ပါတယ်မှန်ပါတယ်ဆိုတာကုညာကလူမပေးဘဲနဲ့ဆော့တာတအားများတယ်ပေါ့နော်တအားများတယ်ပေါ့အဲဆိုတော့မင်္ဂလာပါတပတ်မှတပွဲပဲကန်ရတာဗျာတဲ့နော်9တင့်ပါတယ်တဲ့နော်အဲအဲ့ဒါကလည်းနင်းနေတော့ပြဿနာရှိတယ်ပြဿနာရှိတယ်ကျွန်တော်တို့ကတော့ဒီပါတပတ်မှတပွဲပဲကစားရတယ်ပေါ့နားရက်တီလည်းအများကြီးရတယ်ပေါ့နော်ပြီးရင်ငါတို့ injury ပြဿနာတွေလည်းကင်းနေပေါ့တခြားပွဲတွေလည်းစိတ်ပူစရာမရှိဘူးပေါ့ဒါတပတ်မှတပွဲကတော့9တင့်နေပေါ့နော်ကျွန်တော်တို့လည်းပဲအဲ့လိုတွေးတာပါပဲသူတကယ်တမ်းလीသိလား ပွဲကစားရတာနဲလေအတင်းတင်းဟာဘယ်လိုပြော rhythm မိလို့ rhythm မိဖို့အတွက်ပို့ပြီးတော့တိုင်ပတ်လေးပဲတပတ်ကိုနှစ်ပွဲလောက်ကစားနေရတယ်ဆိုလို့ရှိရင်ဒါအထာကြနေပြီပြောသေးလားနော်ဟိုအထိုင်ကကြနေပြီသူ့ဟာနေသူလေကစားမားတွေပင်ပဲနေဆိုရင်တော့မှအရင်ကစားမားတွေနေပေါ့နော်အပြောင်းလဲတွေဘာတွေကျွန်တော်လုတ်ပြီးတော့ကစားလို့ကျွန်တော်ရတယ်အခုကတပတ်မှတပွဲဆိုတာကပထမ first line နဲ့17ရောက်လောက်ပဲအစဉ်ပြေယုံလောက်ပဲရှိတာ ဟိုအရန်ကစားမတယောက်ကိုထိတ်လိုက်မယ်ဟိဘာဟိဆိုအဲ့လိုအဆင်မပြေတော့စဉ်းစားကြည့်တပတ်မှတပွဲပဲကစားတဲ့ပွဲမျိုးမှာဟိုတနေ့ရလူမျိုးလူသားမလဲဘူးဆိုတဲ့ပွဲစဉ်ကြီးကြလို့ရှိရင်ကျွန်တော် Northern Forest နေလာလာနော်လူသားမလဲဘူးဆိုတဲ့ပွဲစဉ်ကြီးကြရင်အရန်ကစားမတယောက်အတွက်ကနှစ်ပတ်စလုံးတပွဲမှမကစားရတော့ဆိုတော့အခုလက်ရှိကျွန်တော်ဒီဘက်ကိုရောက်လာပြီကျွန်တော်တက်လာလုံးမှာဗျမင်းကလည်းမိနစ်30လောက်ပဲကစားရတယ်ဆိုတော့ကစားမတယောက်စီကနေပြီးတော့ပွဲရဲ့ rhythm မိဖို့အတွက်ကျွန်တော်ဘလို့မမျှော်လင့်လို့မရဘူး เนาะပြီးလို့ရှိရင်လည်းပဲကျွန်တော်တို့ကဟို first line နဲ့ကစားမားတွေကိုကျွန်တော်ကြည့်ရင်တောင်းပါပေါ့เนาะတပတ်တပွဲက rhythm မိဖို့တော်တော်ခဲရင်ပါတယ်ပြီးလာအခုကနားရက်နားရက်ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ injury ပြဿနာကြုံတာတွေနေတယ်ဒါတွေကတော့ကောင်းတဲ့ဘက်ပေါ့လေဒါပေမဲ့လည်းလို့ဘယ်အသိမစိုးပွဲများများကစားခြင်းရတာပေါ့เนาะဆိုတော့တပတ်ကိုတပွဲပဲကစားရတာကဘယ်လိုပြော rhythm မိဖို့ပို့ပြီးတော့ခက်တယ်အဲ့ဒါအဲ့ဒါတော်တော်လေးတော့တိုင်ပတ်တယ်ပေါ့เนาะသူတို့ပြင်သူတို့ professional level မှာဆိုပူဆူးတာပေါ့ဗျာသိတယ်မလားเนาะအဲ့တော့ နံပါတ်ပွဲကစားတာကောင်းတဲ့ကောင်းတဲ့လက္ခဏာဆိုတာတက်ပေါ့နော်ဆိုးတဲ့လက္ခဏာတွေကများနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဇစ်ဇီဝိုးတဲ့အဲအတင်းကနေပြီးတော့မထုတ်တင်နေဘူးဗျာတဲ့နောက်လာမယ့်ယာစီတွေမှာ၃ရမှာဆိုတော့တယ်နော်အဲနောက်နောက်လာမယ့်ယာစီဆိုတာအဝေးကျန်ပါသေးတယ်ကျွန်တော်တို့လောလောဆယ်ဒီယာစီပြဿနာကိုအရင်ဆုံးဖြေရှင်းရအောင်ပါသိရမလို့ဒီယာစီပြဿနာကိုကျွန်တော်ကအရင်ဆုံးဖြေရှင်းရမှာဆက်ဒီမှာကျွန်တော်ဒီမှာဒီယာစီမှာပြဿနာတက်နေတာရှိတယ်နော်ဝင်းဘက်စ်တွေတို့နော်ခန်းစစ်ကဂိုးတွေအများကြီးပေးနေရတာတွေတို့ကွင်းလေအဆင်မပြေတာတွေတို့ တို့ပြည်ထနာတွေအများကြီးတက်နေပါတယ်ဒီလဲဆိုတော့နောက်ရာသီတွေကကျွန်တို့အနေနဲ့အဝေးကျင်နေတယ်အခုလည်းရှိ six ကိုမထုတ်သင့်နေဘူးဘာညာဆိုတာကလည်းဒီရာသီမှာကျွန်တို့ကအရင်ဆုံးအဆင်ပြေအောင်အရင်ဆုံးကြိုးပမ်းမှာအဲ့တော့နောက်ရာသီဆိုတာကကျွန်တော်နည်းနည်းအလှမ်းဝေးပါသေးတယ်သိရမလားနော် Champions League ဒီပါးတွေဝင်လို့ရှိရင်ပြားတယ်နော်အဲဆေးရုံမှာလူမျက်ပြည့်နေမလားမသိဘူးတဲ့နော်ဒါကတော့ကိုရီတင်းမှကိုရီတင်းနဲ့ကြုံရတာမျိုးမှမဟုတ်တာသိရမလားပြီးလို့ရှိရင်ကိုအတင်းရဲ့ကစားပုံဘာညာနဲ့ဆိုတော့လေ injury ပြဿနာကတော့ကျွန်တော်ကြုံပါပဲလीနော် live မလုပ်ဘူးထင်နေတာပြားတယ်နော်ဟုတ်တယ်ကျွန်တော် live ကအာဘယ်လိုဘယ်လိုတော့ဟိုတနေ့ပြီးခဲ့တဲ့ပတ်တည်းကတော့ဗောနော် Champions League ပွဲစဉ်တွေပါတယ်ဗောနော်ကျွန်တော်ကဖိုးဖောင်းမချင်မှာလောရတဲ့ခါကျတော့ပြီးတယ်မလားမနက်9:00နာရီမှာပြီးတယ်တို့မနက်4:00နာရီဝင်မှာပြီးတယ်တို့နော်ဆိုတော့ကျွန်တော်တို့ထပြီးတော့မနက်ခင်းပိုင်း live တွေလုပ်ဖို့อ่ะအဆင်မပြေလို့ဗောနော်ချစ်သမီးများဒီမှာလေ Henderson နဲ့ Gehi ကိုတဲ့နှစ်ယောက်စလုံးမရလို့ရှင်တော်မှာဗျာတဲ့တယောက်တော့အရခိုစီနေတာတယ်နော် Henderson နဲ့ Gehi ပါတယ်ဂိုးသမား Henderson ကိုပြောရတာ လည်းတော့အတင်းဘက်ကဂူရမားကတော့ထက်ခေါ်မှာပါဒါပေမဲ့နွေရာစီကြက်မှာပါနော်ဒါပေမဲ့ကွန်ရူကဂီဂျီကတော့ရဖို့ကမလွယ်ဘူးပြည်တည်လားဘာလို့လဲဆိုတော့ပြီးခဲ့တဲ့နွေရာစီအပြောင်းရွှေ့တော်မှာလီဗာပူးတင်းကိုပြောင်းဖို့သူနီးစက်ခဲ့တာလေဒီလားနော်ဟိုအတင်းဘက်ကတော့ဗောနော်အပြိုင်ခေါ်ပြီးတော့ကျူးပန်းရင်တော့ရကောင်းရမှာပေါ့နွေရာစီပြောင်းရွှေ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအလွတ်နဲ့ခေါ်ရမှာအဲ့တော့အလွတ်နဲ့ခေါ်ရမှာပြီးလီဗာပူးတင်းကလည်းအမှန်ကန်လူချင်းနေတာဆိုတော့တကယ်သူတို့နဲ့ပြိုင်ခေါ်ဖို့ကမလွယ်ပါဘူးအတင်းတော်က ဆိုတော့တခြားကစားမားတွေလည်းကျွန်တော်ရှာမရအတင်းကဆန်နဘက်တွေလည်းအားနေတယ်တကယ်တမ်းလေဟိုအားအားနေချက်တွေကတော့အများကြီးပါဟိုတခါတည်းချက်ချင်းဆိုလို့အားမဖြစ်နိုင်တာကတော့နည်းနည်းလေးတော့တိုင်ပတ်တာပေါ့ဗျာသိတယ်မနော်စောင်းတော့ကျွန်တော်ကြည့်ရမှာပါဆန်နဘက်တက်ပူပြီးတော့ပြင်ဆင်တဲ့နဲ့ကွင်းလေတွေဘာတွေဝင်းဘက်စ်တွေဘာတွေရှိနေတယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တကယ်ပြင်ဆင်မလားလဲကျွန်တော်ကြည့်ရအောင်ပါအမိုရင်ကလည်းသူခေါ်ထားတဲ့ကစားသမားတွေကိုတဲ့နော် အဲအားနေတာမဖြစ်ချင်လို့မတုံးတော့တာလို့ထင်တယ်တဲ့နော်โอเคပါကျေးဇူးများတယ်ပါလေဆောင်းရဒီမှာပြားတယ်ဂေဟီနဲ့အန်ဒါဆန်အော်အန်ဒါဆန်ကိုပြောတာထင်တယ်နော်ခုနကဟန်ဒါဆန်ဆိုတာတဲ့လေအီလီယိုအန်ဒါဆန်ကတော့ကျွန်တော်ကတော့ကျူပန်းတင်တယ်လို့ထင်တယ်တချို့ကျွန်တော်တို့ကတော့ဗောနော်အာဒီကစားမကဈေးကြီးတယ်ဟိုကစားမကဈေးကြီးတယ်ဒီကောင်လည်းမဖြစ်သင့်ဘူးပေါ့မန်တန်တူရလို့ရှိရင်ဟိုဘာမှမဟုတ်တဲ့ခြေစွဲအနေနဲ့ဈေးကြီးနေတဲ့ကစားမတွေအများကြီးပါသူတို့အီလီယိုအန်ဒါဆန်တို့ဆိုတာမျိုးကဗောနော်ကျွန်တော်မြင်မြင်လို့ရတယ်ဗျာတိလားအော်ဒီကောင်ကတော့ တန်း90ဆိုမြေ90တန်မြေကစားမမျိုးတန်60ဆို60တန်မြေကစားမမျိုးတန်80ဆို80တန်မြေကစားမမျိုးဟာပေါ့သူတို့မြင်လို့ရတယ်ဗျာဒီလားဟိုထပါတော့ဘဲလက်ရှိမှာပေါ့နော်တန်100ပေးရလို့တန်100တန်အောင်ပြနိုင်တဲ့ခြိသွမ်းမျိုးလောက်ပြတဲ့ကစားမတော့မရှိသေးဘူးဗျာမန္တန်ပြောရင်နော်တန်90ပေးရတယ်ဆိုလို့ရှင်တန်90တန်အောင်ပြနိုင်တဲ့ကစားမရှိတယ်တန်120ပေးရတယ်ဆိုတန်80လောက်ပဲတန်နဲ့ခြိသွမ်းပြတဲ့ကစားမတွေရှိတယ်အဲ့တော့ကျွန်တော်တို့က Ilio Anderson C ကနေပြီးတော့အ ਨੇ ဆုံး အနည်းဆုံးတန်း60လောက်တန်တဲ့ခြေသွင်းမျိုးကျွန်တော်တို့မြင်လို့ရတယ်ဗျ week in week out ပုံမှန်ပွဲတိုင်းအဲ့တော့ကျွန်တော်တို့တန်း80လောက်သုံးနေဆိုရင်မဆိုးဘူးသိလား Elio Anderson အတွက်လေဒါတကယ်မှန်းပြောရင်ဆိုတော့ဇန်နဝါရီပြောင်းချူမှာကျွန်တော်တို့တကယ်ကြိုးပမ်းသိနေပါတော့အထူးသဖြင့်ကွင်းလယ်ကအရင်ပြဿနာကြီးတယ်ဗျဟိုဥကာဒီကလည်းအဆင်မပြေဘူးပေါ့နော် main ကလည်းပွဲကစားခွင့်မရဘူးဗျာကယ်စမီရူကလည်းကျွန်တော်မိနစ်90ကျော်ရင်ကျွန်တော်သုံးလို့မရဘူးမဖြစ်မနေလူစားလဲရတော့တိုင်းကပတ်လာပြီပေါ့နော်ဆိုတော့ဟိုဒါတော်တော်လေးအဆင်မပြေပါဘူး MOD ကတော့ စားမားတွေကို तू ကလိုအပ်သည်ဖြစ်စီမလိုအပ်သည်ဖြစ်စီပေါ့နော်အပြောင်းလဲလုတ်လုတ်ရတာကို तू ကသဘောကျတယ်ထားပါတော့ကွင်းလင်နှစ်ယောက်ထဲကတက်ရောက်သည်မဖြစ်မနေသူလဲကိုလဲမှာမဖြစ်မနေသူလဲကိုလဲမှာကစားမားပင်ပန်းတာမပင်ပန်းတာ तू ယူမဆိုင်ဘူးကျွန်တော်ကတော့ကက်စမဲရိုမိနစ်60အပြည့်မကစားနိုင်ဘူးဆိုတာမယုံဘူးအမှန်တိုင်းပြောရင်လေအခုဆောင်ပါဗျာကျွန်တော်ကြည့်ပါလားနိုင်ငံပွဲစဉ်တွေလဲ तू ကစားနေတယ်ကိုတင်းရဲ့ပွဲစဉ်တွေလည်းသူကစားနေရပြီတော့တပတ်မှတပွဲပဲဗျာတပတ်မှတပွဲပဲဗျာတိလဲကျွန်တော်မိနစ်90အပြည့်ကက်စမဲရုမကစားနိုင်ဘူးဆိုတာမယုံဘူး ခါလေးလေးကက်စမဲတို့ကိုထုတ်တာတွေဆိုလို့ရင်ဒီကစားမအကောင်းရှိသေးတယ်ထုတ်ပလိုက်တာအဲ့လိုမျိုးပဲကြနေတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့ထုတ်ပလိုက်တာတွေရှိတယ်ဆိုဘာလို့လဲပေါ့လဲစရာနေရာမရှိတော့လို့လားပေါ့သိတယ်မလားနော်အဲ့လိုမျိုးပဲဗျာဆိုတော့ကက်စမဲတို့ကကစားနိုင်ပါတယ်တကယ်တမ်းလေပြီးရင်ကျွန်တော်တို့မှာတပတ်မှာတပွဲပဲဘူးနော်ဆိုတော့လည်းနီးပြားကအဲ့လိုမျိုးပြောင်းလဲလာနေတော့ရှိတယ်ဆိုတော့ကွင်းလေကလူပါတယ်ကျွန်တော်တို့မှာကွင်းလေကကျွန်တော်တို့လူတယ်အီလီယိုအန်ဒါဆန်လောက်ကိုကျွန်တော်ရအောင်ခေါ်နေနေဆိုလို့ရှိရင်ကိုကျွန်တော်တို့ကမဆူဘူးဗျာသိလားနော် ကျေးဇူးများတင်ပါတယ်နော်ကျေးဇူးများတင်ပါတယ်ဖြတ်တင်ပေါ်ကောင်းတဲ့ကစားမတရားတော့ဝယ်သုံးတင်နေတယ်နော်အဲကျွန်တော်တို့ကဟိုအဲ့လိုမျိုးတီးတန့်ကြီးသွားပြီးတော့နော်ကျွန်တော်အနေနဲ့မျှော်လင့်လို့မရဘူးโอเคဖြတ်တင်ပေါ်ကောင်းတဲ့ကစားမကိုကျွန်တော်တို့ဘယ်နဲ့သုံးကျင်တာသိတယ်မလားကိုတင်းလိုအပ်တာဖြူမှာအဲ့ဖြတ်တင်ပေါ်ကောင်းတဲ့ဆိုတဲ့အရာကြီးကလည်းဟိုအမ်မိုရင်းကဖြတ်တင်ပေါ်တွေနော်အသုံးပြုတဲ့နီးပြမျိုးမဟုတ်ဘူးဆိုကျွန်တော်တို့ဘယ်လိုလုပ်မလဲကျွန်တော်တို့ကအဲ့လိုမျိုးသွားပြီးတော့မျှော်လင့်လို့တော့မရဘူးပေါ့နော်ကျွန်တော်လက်ရှိလောတင်မှာလိုအပ်နေတာတွေကကွင်းလေလေဝင်းဘက်စ်တို့အမ်ဘူဘူဖြတ်တင်ပေါ်ပြည်နေတဲ့ကစားမလေးဘယ်နှလုံးကျွန်တော်အများကြီးတွေ့လို့လဲတပွဲတပွဲကို ဟုတ်တယ်မလားအာမက်ဒီယာလိုကောင်းကောင်းဖြစ်နေမို့ပြီးနေတဲ့ကစားမလေးဒူဂူဖြစ်နေမို့ပြီးနေတဲ့ကစားမလေးဒါပေမဲ့ဖြစ်နေမို့မပြီးကြဘူးမပြီးကြဘူးဆိုတာမျိုးတွေကတခါတလေကြားလို့ရှိရင်ကစားမလေးတုံးတာတွေရှိတယ်ဒါပေမဲ့အများစုကနီးပြရဲ့ instruction တွေကနေကျွန်တော်လာတဲ့အချိန်မျိုးမှာနီးပြတယောက်ကဖြစ်နေမို့တွေကိုအများကြီးအားကိုးတဲ့နီးပြမျိုးမဟုတ်ဘူးဆိုရင်ဖြစ်နေမို့ကောင်းတဲ့ကစားမတယောက်ကိုဝဲထားလဲအလကားပဲပြီးလားနော်ဆိုတော့အခုကကျွန်တော်ကွင်းလေကတော်တော်တိုင်ပတ်နေတာအဓိကကွင်းလေကိုကျွန်တော်အနေနဲ့ပေါ့နော်အရင်ဆုံးအဖြေရှာမှာဖြေရှာမှာဆက်သမားကြီးနော် ကျေးဇူးများတင်ပါတယ်ကုစုံမှုကျေးဇူးများတင်ပါတယ်เนาะယူနိုက်တက်ကပြားတယ်ကြန့်ခိုင်မှုမကောင်းတာဘာပါလဲတင်เนาะအဲဒီဟာဒီဟာအဲ့လိုပြောလို့မရပါဘူးဒီဘာလို့လဲဆိုတော့ကျွန်တော်တို့ဒဏ်ရာပြဿနာတစ်ခုကြုံတာ ਨੇ ဘောเนาะအာကိုရီးယားလုံးဝကြန့်ခိုင်မှုမကောင်းတာဆိုပြီးတော့ပြောလို့တော့မရဘူးဘာလို့လဲဆိုတော့ပြည်များအသင်းတွေဆိုလို့ချင်း injury ပြဿနာတွေအများကြီးကြုံနေရတာကိုရီးလိုတပတ်တပွဲကစားပြီးတော့လေကြုံနေရတဲ့အသင်းတွေကျွန်တော်ရှိတယ်ဆိုတော့ကိုရီးယားတော့ကိုအသင်းကိုအာယုံဆိုင်တဲ့ခါကျတော့အာတပတ်မှာတပွဲကစား ကစားပြီးတော့ဒဏ်ရာကြီးကရတော့လားပေါ့ဒဏ်ရာတော့ရတာပဲနဲတာများတာပဲကျွန်တော်ကာကွာသွားမှာအဲရစ်တန်ဟာရဲ့ဒုတိယယာစီဆိုကျွန်တော်တို့ဆူဆူဝွားဝါပဲလေနော်ပြီးခဲ့တဲ့ယာစီကျွန်တော်ဒဏ်ရာကြီးဆူဆူဝွားဝါပဲလေဟုတ်တယ်မလားအခုလက်ရှိဒီယာစီမှာအများကြီးတက်တာလာပြီအများကြီးအဆင်ပြေလာပြီပါဒဏ်ရာပြဿနာကြီးနဲ့ပတ်သက်လို့ MOD ရဲ့လက်အောက်မှာအများကြီးတိုးတက်လာတာကျွန်တော်တို့ကဆူဆူဝွားဝါ injury ပြဿနာကြုံလာမျိုးကြီးကျွန်တော်တို့မတွေ့တော့ဘူးပေါ့နော် โอเคဒါတော့ကဗျာတဲ့လိုအားနှုံးကောင်းတာကလွဲလို့ရှိရင်အတုံးမဝင်မှုဖြစ်နေတာတဲ့เนาะရောင်းရအောင်เนาะဗါလဲဖြစ်နေတာရောင်းရအောင်လဲလို့တော့လိုအားနှုံးကောင်းပြီးတော့အကျိုးမပြုဖြစ်နေတာတဲ့เนาะโอเคပါဒီကိုဒါတော့ကတော့ပြောမနေပါတော့လေเนาะဒါတော့ကတော့เนาะဒါတော့ကခန်းလို့အကြိုက်လေရောเนาะဒါတော့ကခန်းလို့အကြိုက်ပြောမနေပါတော့လေเนาะကျေးဇူးများတင်ပါတယ်ကျေးဇူးများတင်ပါတယ်အရှင်ညာတီတရာတီတဲ့ဥကာလေးအစင်မပြေတာဗျာတဲ့ရောင်းဖို့မစင်စားဘူးဗျာတဲ့ဥကာလေးရောင်းပြီးကွင်းလေတစုံလုံးလဲလိုက်ရင်မိုက်ပြီတဲ့အဲဘလိုပြောရမလဲ ။ဥဂါရီကလည်းလူချင်းတဲ့သူကရှီအိုမာကိုသိတယ်မလား။ကိုရီးယားရောင်းဖို့လုပ်တယ်ဆိုရင်တော့မှပါနော်။ပြီးရင်လည်းပဲအမိုရင်ဆိုတဲ့ခါကြတော့ဗျာဥဂါရီအစင်ပြီကောင်းပြီမာပါလေအမိုရင်လက်အောင်မှာပြင်ပြီကောင်းပြီမာပါလေဆိုပြီးတော့ညှော်လင့်ပြီးတော့ဆက်ပြီးတော့ထားခဲ့တာလည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်။ဒါမှမဟုတ်ကျွန်တော်တို့အတုံးစိကကန့်တက်သွားတာကိုနော်။နွေရာသီပြောင်းရွှေ့မှာ၃ယောက်စလုံးကိုကျွန်တော်တို့ကတိုက်စစ်ကိုအပြောင်းလဲလုပ်လိုက်တယ်။တိုက်စစ်ကိုပဲကျွန်တော်တယောက်ကိုတန်း80ညီပါကုန်နေဗျာ။ ဆိုတော့တန်း150နီးပါးဖြစ်နေပြီပြီးရင် Lemons ကတန်း30ခုနေဆိုအဲ့မှာနေတန်း260 90လောက်ကဖြစ်နေပြီပေါ့နော်ကျွန်တော်တို့ကထပ်ပြီးတော့မတုံးနိုင်တော့ဘူးအဲ့တော့ကျွန်တော်တို့တပတ်ကိုတပွဲပဲကစားရတော့မယ်ဆိုတဲ့အနေထားကိုလည်းကျွန်တော်ကြည့်လိုက်တော့ဒီတယ်မလားဥကာလေးကိုထပ်ပြီးတော့ရောင်းပြီးတော့နောက်တစ်ယောက်ပြန်ခေါ်ဖို့ဆိုတာမျိုးကတော်တော်ခဲရင်သွားပြီအခုကျွန်တော်ကျူးကျူးမှန်းခဲ့တာပဲလေကြည်ပါလားကွင်းလေခေါ်ဖို့ကာလို့စ်ပါလေပါတော့ပါတော့ Brighton ဘက်ကလုံးဝမရောင်းခဲ့ဘူးဆိုလို့သာအချိန်ကြီးကမကောင်းခဲ့တာဗျာ ။ဒါပေမဲ့အကယ်လို့အဲ့လိုမျိုးရောက်လာပြီဆိုလို့ရှိရင် menu ကိုအငှားချတာမျိုးတို့နော်။ဥကာတေးကိုကျွန်တော်လက်လွတ်တာမျိုးလည်းဂျုံကောင်းဂျုံဝတ်မှာပဲ။ဆိုတော့ငွေကြီးပိုင်းရကျွန်တော်ကနည်းနည်းပြီးခဲ့တဲ့ຫນွေကတားကိုကျွန်တော်ပေါ့နော်။တိုက်စစ်မှာလည်းကျွန်တော်အများကြီးကုံသွားတာဆိုတော့ကျန်တဲ့နေရာတွေကို balance ညီတုံးမှုကမဖြစ်နိုင်တဲ့တော့ဖြစ်သွားတာ။ wing back နဲ့ midfield ကိုတဲ့အဓိကခေါ်မှာတဲ့ကွင်းလေဇန်နဝါရီမှာတော့တဲ့နော်အဲကွင်းလေကအမှန်ကန်လူပါတယ် wing back ကတော့ကျွန်တော်ခေါ်လိမ့်မယ်လို့မထင်ဘူးပေါ့နော်ကျွန်တော်ခုနကပြောသလိုပဲကျွန်တော်တို့ကတပတ်မှတပွဲပဲကစားရတဲ့အသင်းဖြစ်တယ် win backs option တွေကိုကျွန်တော်ကြည့်တော့လေ win backs နဲ့နေရာမှာ9ယောက်လောက်ထိကျွန်တော်ရှိရဗျာအဲ့တော့ခေါ်လိုက်မယ်လို့ကျွန်တော်မထင်ဘူးကွင်းလေကတော့ကစားမားတွေရှိပြီမဲ့လေလို့တအားကြီးကိုအားနေနေတာအဲ့တော့ဇန်နဝါရီမှာကွင်းလေပဲအားပြုပြီးတော့ခေါ်ရင်တော့မှကျွန်တော်တော်တော်ကျေးဇူးတင်ရမယ်ကျွန်တော်ကတော့ win backs တွေကိုခေါ်လိုက်မယ်လို့ကျွန်တော်မထင်ဘူးဗောနော်ခေါင်းကြီးဘယ်လိုလဲတဲ့ခေါင်းကြီးတန်ရာကဗျာတိလားဘာတည်င်းမမတက်တာတိလားခေါင်းကြီးတန်ရာကဘာတည်င်းမမတက်တာတိလားခေါင်းကြီးတန်ရာကလေး ဲ့ဒါအဲ့ဒါအဲ့ဒါအဲ့ဒါနည်းနည်းအာယုံတော့စားတယ်ဘာလို့မြင်မတက်လဲတော့မသိဘူးခေါင်းကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာမှမကြားဘူးနော် Nottingham Forest ကလည်း Morgan Gibbs ဝရှိရပြားတဲ့ Bruno နေရာသဘောမကျဘူးလားတဲ့နော်အဲ Gibbs ဝစ်တက်တော့ဟိုဘူကောင်းနေကစားမကြီးတော့ရှိပါတယ်နော်ကျွန်တော်တို့ခေါ်လို့ရတယ်တဲ့မှာအဲ့မဲ့ Gibbs ဝကတော့ကောင်းတော့ကောင်းတာပေါ့လေနော်ဘောလုံးနဲ့တူဆွဲပြေးနိုင်တာတို့ဘာလို့ပေါ့ဒါပေမဲ့ဒီကောင်စာချုပ်တရံတူထားတာဗျာဒီလားစာချုပ်တရံတူထားတယ်စပားကိုပြောင်းကန်ဤတောင်မှအပြောင်းအချွေမဖြစ်တော့အောင်ဒီ Nottingham Forest ကဆက်ပြီးတော့ထိန်းနေတာဆိုတော့ ကိုရီခေါ်ဖို့အတွက်တော့လွယ်လိမ့်မလို့တော့ကျွန်တော်မထင်ပါဘူးအခုနောက်တန်းကားတယ်နော်အဲအားနဲ့နောက်တန်းရဲ့အနေငယ်အားနဲ့ချက်ကပြားတယ်နော်အသင်းရဲ့ကွင်းလေလွယ်ချက်ဆိုတာအများကြီးစကားပြောတယ်ထင်တာပဲတော့အမှန်ပဲအမှန်ပါပဲကျွန်တော်ကကွင်းလေကကွင်းလေကပေါ့နော်ဟိုတိုက်စစ်လိုင်းကကျွန်တော်တို့ခြေထဲမှာဘောလုံးမရှိတဲ့အခါတိုက်စစ်လိုင်းကကျွန်တော်တို့ရဲ့ပထမအဦးဆုံး defense ပဲတိုက်စစ်ကကွင်းလေကိုကာကွယ်ပြီးမှနော်ကွင်းလေကခန်းစစ်ကိုကာကွယ်ပြီးမှခန်းစစ်ကကိုသမားကိုကာကွယ်ပြီးမှကိုသမားကကိုပေါက်ကိုကာကွယ်ပြီးမှတို့တို့သွားတာဗျာဒီလားနော်တိုက်စစ်က ျွန်တော်အနေနဲ့ကွင်းလေကိုကျွန်တော်ဘောနော်ဟိုအောက်တော့ position မှာမကာကွယ်ပေးနိုင်ဘူးဆိုရင် ကွင်းလေကဖိအားတွေများလာမယ်အဲ့ဒီကွင်းလေကလည်းခန်းစစ်ကိုကာကွယ်မပေးနိုင်ဘူးဆိုလို့ရှိရင်ခန်းစစ်ကတိုင်ပတ်သွားမှာပဲဒါမျိုးပေါ့နော်ကြံအထက်ထက်ကျွန်တော်ဖြစ်နေတာဟုတ်ဆိုတော့အခုကကွင်းလေကတော်တော်လေးအားနေတဲ့နေရာမှာပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့က pressing လုပ်နိုင်တဲ့အသင်မျိုးမဟုတ်ဘူးဘောနော်ကိုရီးယား pressing အားကောင်းတဲ့အသင်မျိုးမဟုတ်ပါဘူးဆိုတော့ကိုက pressing အားမကောင်းဘင်းနဲ့သွားပြီးတော့ high pressing counter pressing တွေလုပ်ချင်လို့မရဘူးပြိုင်ဘက်ကနော် pass တစ်ချက်လောက်နေရင်ကျွန်တော်တို့ရဲ့ တိုက်စစ် defense line ကြီးတစ်ခုလုံးကိုကျွန်တော်တို့ဘယ်လိုပြောမလဲချိုးဖြက်သွားတယ်ဆိုလို့ရှိရင်ဒါကောင်းတဲ့လက္ခဏာမျိုးတော့မဟုတ်ဘူးဗျာကျွန်တော်တို့လိုက်တယ်လိုက်လူတယ်ဆိုရင်လည်းကိုယ့်ချီထဲမှာဘောလုံးကမရတာကမရတာကခက်များများတအားကြီးကိုပေးတဲ့ပလီ weak ဖြစ်တယ်ဆိုတော့အသင်းမျိုးနဲ့မှာပဲကိုလီကအချင်းကြီးကောင်းတယ်လို့ဖြစ်နေတာเนาะအဲချင်းဒီမတ်ဒီမတ်ရဲ့ဘလော်လေးပါလေးမရိုက်ဘူးလားအင်တာနက်ရှင်နယ်ဘရိတ်မှာရတယ်เนาะအဲနှစ်ပတ်တခါဆိုတော့เนาะရိုက်မှာပါရိုက်မှာပါเนาะကျွန်တော်တို့ရိုက်မှာပါ EC ပေါ့เนาะ နောက်လာမယ့်ပွဲဒီဘလူးတင်လဲတဲ့အဲလောလောဆယ်အစိုးရကြံပါတယ်ကျွန်တော်မနေ့ကလည်းဗီဒီယိုဒီကျွန်တော်တင်ထားရတယ်ပေါ့နော်ကျွန်တော်တို့ဒါဘယ်နှမှတ်ရနိုင်တယ်လဲဘာညာဆိုပြီးတော့ဒါအဲ့ဒါလေးတွေကျွန်တော်တွားကြည့်တွားကြည့်ပြီးဖို့ကျွန်တော်နော်အဲမျောလင်ပါတယ်အဲ့ဒါတွားကြည့်လိုက်လို့ရှိရင်ယူလို့နည်းနည်းသိရမှာပေါ့နော်လူဝဲကွင်းရရင်ပြားတဲ့ဘယ်နေရာကိုအဖြစ်ချင်းလဲတဲ့နော်အဲကျွန်တော်ကတော့ကွင်းလေပေါ့နော်ကွင်းလေဒီကျွန်တော်တို့ရဲ့အဓိကပဲကွင်းလေကွင်းလေကျွန်တော်တို့အဓိကပဲအီလီယိုအန်ဒါဆန်လုံးရတယ်ဆိုလို့ရှိရင်ကိုတော်တော်ကြီးအဆင်ပြေသွားမှာဂျန်တဲ့နေရာတွေကတော့မမျောလင့်ဘူးမမျောလင့်ဘူးဆိုတာကဟိုကိုအဖြစ်ချင်းတဲ့နေရာတွေကတော့ပြုံလို့လीနော်တိုးတော်လေးပဲလက်တွေ့ကြကြဆိုကျွန်တော်ကွင်းလေတနေရာလောက်ပဲ အတင်းဘက်ကဇန်နဝါရီမှာအားဖြစ်နိုင်မယ့်သဘောမျိုးပါအဲ့ဒါဆိုလို့ရှိရင်ကိုမစိုးဘူးလို့ကျွန်တော်ပြောရမလို့ဖြစ်နေပြီနော်ဥဆောင်ကိုရီရပြီမဲ့ဗျာတဲ့နော်ချီပါကိုရီလည်းလည်းပြန်ပြီးနေရတာကိုပြင်ဖို့လိုတယ်တဲ့နော်အမှန်ပါပဲဆယ်တပိုင်းနော်အမှန်ပါပဲနောက်ဆယ်ဘွဲမှာရှစ်ဘွဲနိုင်ရပြီနော်တဲ့နော်ဗာလဲနောက်ဆယ်ဘွဲမှာရှစ်ဘွဲနိုင်ရပြီဗာရတာတော့ဗာရတာတော့ဆယ်တမဖလားရတာလားဗာရတာတော့နောက်ဆယ်ဘွဲမှာရှစ်ဘွဲနိုင်ပြီဆိုတာမလေးဆယ်ဘွဲလုံးနိုင်လို့ဗာဖြစ်မှာမဟုတ်တော့ကဲနော်ရှစ်ဘွဲမှာဗာဆယ်ဘွဲမှာဗျာဘာလို့ရှစ်ဘွဲကိုနိုင်ရင်ရတော့ဆယ်ဘွဲလုံးနိုင်လို့ဗာဖြစ်မှာမဟုတ်တော့ဆယ်တမရယ်နော် ဟယ်ရီယာမတ်စ်ကားတဲ့အငှားချရတာတဲ့နော်အဲဦးစီးမှာလက်ဝင်းဘက်မှာစုတ်နေရတာအတင်းအတွက်တည်င်းကောင်းပဲဗျာတဲ့နော်ဟယ်ရီယာမတ်စ်ကလည်းတော့ဒီမှာတော်တော်ကောင်းနေပါတယ်နော်လက်ရှိသူ့ရဲ့နီးပြလာပါလေသူကလည်းပဲဟယ်ရီအာမက်စ်ရဲ့တိုးတက်မှုတွေအရင်ကောင်းနေဆိုတာမျိုးတွေသူပြောထားတယ်ပေါ့နော်အာမက်စ်ကဟိုတနေ့ကလည်းအဝေးရနေလှန့်ကန်သွားတာလားမသိဘူးလေဟယ်ရီအာမက်စ်ကလည်းအဆင်ပြေနေပါတယ်ဒါပေမဲ့လို့သူ့ရဲ့ physical ability ကအတင်းမှာအဆင်မပြေသေးဘူးဗျာပရီးမီးယားလိမှာကစားဘူးပါလေဒီလားသူကတအားတီတီညံ့ညံ့ကလေးဗျာလုံလုံပူပူလေးနော်အဲ့လိုမျိုးလေးဖြစ်နေတာအ တော့လူငယ်ကစားမတွေကလောလောဆယ် develop ဖြစ်နေတဲ့နေရာမှာပဲဆက်ထားတာကောင်းပါတယ်အသင်းကြီးမှာတပတ်မှတပွဲပဲကစားရတယ်အသင်းကြီးမှာလည်းရောက်လာအောင်မယ်သူ senior player တွေကိုကြော်ပြီးတော့နေရာကရမှာမဟုတ်ဘူးကိုအသင်းကိုရောက်လာရင်အလကားပဲသူတို့တိုးတက်တဲ့နေရာမှာပဲဆက်ထားတာပဲအကောင်းဆုံးပဲဒီမှာအသိတယ်မလားနောက်ရသည်တွေကျမပေါ့နော်သူတို့နဲ့ပတ်သက်တဲ့ plan တွေဆွဲတာကအသင်းတို့အကောင်းဆုံးဖြစ်မှာပါ Ultra Book ကိုနေသွားပြေဦးမှာလာတယ်နော်မလေးဆရာသမားကြီးနော်ကျွန်တော်အချင်းညူရှူးလိုက်စမ်းပါကျွန်တော်အချင်းညူရှူးလိုက်စမ်းပါမင်း Ultra Book ကိုသူသွားနိုင်တဲ့ကောင်မျိုးပုံစံမျိုးလာလို့မင်း ဆိုတော့ဂျင်းနီမရေမာတဲ့ဒါကတော့ကျွန်တော်တို့တော့နော်ဇီဂစီတို့အာကျွန်တော်တို့ရှက်ကူရူနဲ့ပတ်သက်လို့ထွက်လာတဲ့တင်းနေတချို့ပေါ့လေဆိုတော့ရှက်ကူရဲ့တန်ရလည်းအမြန်ဆုံးပြန်ကောင်းပါစီကျွန်တော်မျှော်လင့်ရမှာပဲနော်ဆိုတော့ညီကတို့ရောဘလူမင်းရလဲဆိုတော့ဆွနီကြပါတော့တဲ့ကျွန်တော်ကြည့်တဲ့ညိုတွေ၃ဝနီဝ၃ရာကျော်ရှိပါတယ်တယောက်ချင်းစီတန်ကိုချီးတီးမြိုက်တင်ပါတယ်ဆိုတော့နေကင်းဗီဒီယိုဒီမှာကျွန်တော်ဆက်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုကျေးဇူးပါ